ပိတ်ပင်တယ်လို့ပြောလို့လိဝရဏဘလောကာယီပေါ့ဘလောကာယီကိုပိတ်ပင်တဲ့တရားဆိုလို့လိဝရဏလို့ခေါ်တယ်။ကဲအဲ့ဒီနေရဏတွေဟာအာမေသာတာနေရဏပြာဝတ်နေရဏပြုပေးနေတဲ့ဟောအဒီဇာနေရဏဒီဇာနေရဏဒီဇာနေရဏဝိဇာနေရဏလိဝရဏပါတာ။ဆုံးပြပါအောင်အာမေသာတာနေရဏအာမေသာတာနေရဏ ဘုရားကတောင်းပန်အားလုံးများကိုလူကျင်တက်နေတဲ့တက်မဲ့တောင်းတင်လာလို့ပါတော့။ကဲဆောင်းပါလို့လေ။အာမေန်ပါဗျာ။ fazer normal. ေဝမယမူရင်းနာမည်ကသာမန်ဘုရားတော်ကိုတူတူတရားများသောသိက္ခာပုဒ်ကိုတရားနာတတ်တယ်လို့ပြောတာ။ဒါမြေတာတံခွတ်တာပိတ်ပင်တာသစ္စတတော်တရားသူကကုသိုလ်တွေကိုမပြအောင်ဒါမြင့်ပဲကုသိုလ်တွေမပြအောင်ပိတ်ဆို့မယ်ကုသိုလ်တွေမပြအောင်ဖြတ်စည်းပြမယ်တရားမူလို့သူ့ကိုမလုပ်ပါတော့။ဒီနေ့ကအဲဒီဝနာလေးဒီဝနာလေးအာကြည့်တဲ့ဒီဝနာလေးအာကြည့်စွာလား။ ီနေရနာနေရလာပြီဆိုကုသိုလ်စိတ်တွေဖြစ်တော့အဲကြောင့်ကုသိုလ်စိတ်ဖြစ်ခြင်းနဲ့ဆိုနေရနာအရင်ရှင်းရတယ်။ဒီနေရနာရှင်းလိုက်ရင်စိတ်ကကြီးသွားတာပဲနော်။ဒီရနာနေရှင်းလိုက်ရင်ဘာဖြစ်တာလဲ။စိတ်တွေနောက်သွားတယ်ဆိုတာဘာလို့နောက်သွားလဲဆိုတော့ဒီနေရနာစိတ်တွေနောက်သွားပြီဆိုရင်နောက်နေတဲ့စိတ်ကမကြည်တော့မကြည်မအေးတော့မအေးမချမ်းသာတော့ဘူး။ဒီလိုဆိုရင်ချမ်းသာခြင်းဘာလို့စိတ်အေးအောင်လဲ။စိတ်အေးနေဘာလို့လဲ။စိတ် ကြည်အောင်တော့စိတ်ကြည်ကြပါတော့အနောက်ပြည်ရှင်းပြီအနောက်ပြည်ရှင်းပါကဲစိတ်အနောက်တရားကနေပါရန်စုံအောင်သာဝေသနာစီတွေ อตอมงอายุยังลุจินนิตแต่แต่เมรอดนาลอบาโอ้การสนานเดียวกันนั่นสว่างสุ ်ဒီစိတ်တွေနောက်တယ်ရှုပ်တယ်ပူတယ်လောင်တယ်ဆိုတာခြားတော့လားအမှန်စံတည်းကတော့လားကာမိတ္တနာပါဘုရားလေဒီတော့စိတ်ကိုမြင်အောင်ကြီးနေတဲ့စိတ်ကိုမကြည့်အောင်ဒီနေတဲ့စိတ်ကိုပူအောင်ဖတ်တယ်လားခြားတာစိတ်ကိုမခြားအောင်လုပ်တဲ့တရားတွေထဲမှာကာမစံတည်းကတော့မပါဘူးလားအေးကာမစန္ဒတိဝနာဆိုတာကာမဘောင်များကိုလိုချင်တဲ့သံမတ္တနာလောဘကိုကာမစန္ဒတိဝနာဟုခေါ်ပြီးဂျာဝါရဒေါသဆိုတာပါလဲဆိုအလိုမကျဘူး ာဘာသာဆိုပါလဲအလုံးမကြမှုတွေစိတ်ထဲမှာရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီစိတ်မကြည်တော့မကြည်ရင်မအေးတော့မအေးရင်မချမ်းသာတော့ခန္ဓာကြီးအေးဖို့လိုတယ်အေးအေးကြီးကြည်ဖို့လိုတယ်ကြည်ကြည်ရင်ဒီမကြည်နာမှုတွေစိတ်ကရှင်းဖို့လိုတယ်ပေါ့စိတ်ထဲမှာအလုံးမကြလာတယ်မကြည်တတ်တာတွေဖြစ်လာပြီဆိုလို့ရှိရင်စိတ်ကမကြည်တော့ဘူးလောက်ပါလောက်ကြည့်ပါ ူလောင်တော့ကျွတ်သွားတယ်အခြားကြောင့်ပေါ့ဘူးတဲ့ရာဝရမျိုးပြလာကြအောင်လေအလိုမကျဘူးလေအခြေတတ်ချက်ဒီဒေါသတွေပေါ့နော်ဒေါသတွေ Now my knee time my knee the wall အဲ့ဒါဆိုဒီကဘာမှမဟုတ်ဘူးတော့ my knee time my body ဆိုလို့ရှိရင်ဒီဖို့နေနေတာဘာမှမဟုတ်ဘူးတော့ဘာပြောနေနေမှာမသိတော့ဘူးဟာမသိတော့အဲ့ဒီနေနေမမြင်တော့ဘလောက်ပဲအောင်ပြောနေနေမကြားတော့ဘူးသူကခိုင်းနေတော့တက်ကြွမှုစိတ် ရှိတော့တယ်စိတ်ကြည့်ဖို့လည်းမလွယ်တော့ဘူးအဲငါမိခိုင်းလိုက်တဲ့ဘောကိုသင်ရတယ်လို့လာတော့တယ်တရားကဘူပါတဲ့ဘောကိုအုံသေးစားကိုစားလို့ခေါ်တယ်တရားကဘူပါတဲ့စားဘလုံးကိုဘလုံးလဲဆိုလို့ရှိရဲ့အဲလာမျက်ခုပေါ့မလောက်ခဲ့ပြီးတော့အမားနဲ့လောက်ခဲ့ပြီးတော့အမားအဲ့လာကိုတွေးပြီးတော့ပူပန်တာကိုဥဒိတာဘုရားလို့ခေါ်တယ်။ဒါကြောင့်လည်းမလောက်ခဲ့ပြီးတော့အမှလောက်ခဲ့ပြီးတော့အမှ အဲ့ဒါကိုတွေးပြီးတော့ငါနာလုတ်ခဲ့ပြီလေဆိုတာရေးပြီးပြစိတ်ကောင်းဖြစ်တယ်။ဒါလို့ငါဒါမလုတ်ခဲ့ပြီဘူးဆိုတာကိုနောက်လိုက်ရပြီးတော့စိတ်တရားကောင်းဖြစ်တယ်။နှစ်ခုကြောင့်သူကစိတ်မကြည်လာ။ gain တစ်ခုကလုတ်ခဲ့ပြီတော့အမားနဲ့လုတ်ခဲ့ပြီတော့အမား။အဲ့ဒါအများကြီးရှိတယ်မလား။ရှိပါရဲ့။ဒါဆိုမအောင်လို့ဆိုရင်ငါစာမလုတ်ခဲ့ပြီဘူးဆိုပြီးတော့စိတ်ကောင်းဖြစ်တယ်။ဟုတ်တယ်မလား။ဒါမလုတ်ခဲ့ပြီတဲ့အမားလေး ။ exam မပေါင်းလို့ဆိုရပါလိမ့်မယ်။ဖြစ်တော်တာလည်းဘာလို့ရှိမှာမလဲ။ဟုတ်တယ်မလား။အဲကြောင်းလက်တာလေးပါလိမ့်များမှာပေါ့။အဲ့ဒါနဲ့လောက်ခဲ့ပြီးတဲ့အမားလေးဖြစ်သွားတယ်လေ။လောက်ခဲ့ပြီးတဲ့အမား။လောက်ခဲ့ပြီးတဲ့အမားနဲ့လောက်ခဲ့ပြီးတော့အမားများကိုတွေ့ရနာတတ်တာကဘူဝါရင်းသမောင်းကိုအောက်ကျစားဆောင်းဆောင်းသား။နော်ဝိသပိတံမြေမနာတဲ့တော့ကုသတဲ့ယောမတန်ရဖြစ်ချင်းအောင်းနော်လေးဟောင်းကြီးကရချင်မှရပါပါဘုလုံးကကုသလုံးတဲ့လူတွေဒုက္ခရောက်နေတာပါပဲ အားမျိုးပေါ့နော်မကောင်းတဲ့လူတွေဘယ်လိုမကောင်းကျိုးရချင်မှရမှာပါမကောင်းတဲ့လူတွေသူတွေလည်းချမ်းသာနေတာပါပဲအဲဒါပါလဲဆိုရင်ကုသိုလ်အကုသိုလ်ကတန်တရားဖြစ်နေစီကုသိုလ်အကုသိုလ်ပဲအကုသိုလ်အကုသိုလ်ပဲအဲဘယ်လိုကွာဒီကဘာလဲကုန်ဒီကမရှိဘွားလည်းရှိခဲ့တယ်ပေါ့နော်ရှိဘွားတော့လုပ်ခဲ့တဲ့ကံတရားလည်းပဲဒီဘွားမှသာချိုးပေးပါမယ်လေအဲ့တော့ဒီတော့အခုတော့မကောင်းတဲ့ရှေ့ကကောင်းတဲ့လူဖြစ်ကောင်းဖြစ်နေတယ်လေဒီတော့ရှေ့ကကောင်းတဲ့လူလာချိုးပေးနေရင်အခုပဲချိုးပြီးမယ်မကောင်းဘူးလား ဒီနေ့ပြေလို့ပဲပေါ့ဒီရတာလည်းဆိုလို့ရှိရင်အေးပါပဲလေဒီရတာကိုပါပေါ့ကောင်းကင်လေးသားရင်ကောင်းကျိုးလေးရမှာပဲမကောင်းကင်လေးသားရင်တော့မကောင်းကျိုးလေးရမှာအခုတော့ကြာလေးရေဒီလိုလေးဟာအဲဒါအမြင်ကျရပဲဆိုတာအဲ့ဒါအခုတော့ကြာလေးကကောင်းနေတယ်ဆိုတာဒီကောင်းပါလို့ကောင်းနေမှမသိဘူးအခုပြင်ပြီးတော့ဒါကလေးကကောင်းကောင်းကျိုးဆောင်းရလာမှာလားမသိတာယူသူ့ဘဝဆောင်းလို့ online ဆောင်းလို့ကောင်းတာမှမသိပါဘူးအခုကောင်းပါပြီအချိန်မှမကောင်းကြတာဟုတ်လား အဲ့လိုစဉ်းစားရပါလေလူတွေကပြောပြောနေကြတာကိုတော့တချို့ကဘောရမာသာတော်ကတန်တရားဖြစ်လာတယ်ကောင်းတာလုပ်ပြီးတော့ကောင်းကျိုးမပေးလို့ဆိုကောင်းတာဘယ်တော့လုပ်လို့ဘို့အဲ့လိုအရှိသေးတယ်လေအခုကကောင်းတာလုပ်တာကိုရှင်းတော့မှအဲ့ဒီကောင်းတာနဲ့အစယောက်များစွာများတဲ့မကောင်းမှုတွေသူလုပ်ခဲ့ပေါ့ဒီတိုင်းနဲ့တော့လေအကံကျူတရားတော့ အဲ့ဒါတွေကို data number ကိုတနည်းကဥပပစ္စာကိုတနည်းကအမှန်ပါပြရာကိုတနည်းကဟောတိကံဆိုပြီးကံနေရှိတယ် data number ကိုတနည်းကဆိုခုလုံးခုချုပ်နေတဲ့ကံ data number ကိုတနည်းကခေါ်ရဲအပိုင်း၄တော့နေရတယ်လေနောက်ဥပပစ္စာကိုတနည်းကဆိုခုချုပ်မပေးဘူးဒေဝကျူနေတာအဲ့လိုကံနဲ့ဆောက်ပါတော့နော်တရားဆောက်တယ်ဒီမှာချုပ်နေတယ်အမှန်ပါပြရာကိုတနည်းကဆိုခုလည်းချုပ်မပေးဘူးဒေလည်းချုပ်နေတယ်နောက်တစ်ခါနှစ်ခါတော့ဒေဝကိုပဲချုပ်နေတာအဲ့လိုတွေရှိတယ် အဟောတိကံဆိုဘလို့မှအကျိုးမပေးတော့တဲ့ကံမျိုးလေးတွေရှိတယ်ပေါ့ကံလေးရဲ့အနေအားလေးကိုနားလေရပါအာမန်ဆုံးဝဆုံးလေအောင်ပြည့်စုံအောင်နားမလည်ပဲတဲ့အဲဘုရားမတန်တရားလေးကိုမှလူတွေပြောလာကြတယ်ပေါ့နော်ဒီကိုမကြိုက်တဲ့လူဆိုလို့ရှိရင်ဟာဒီလူတွေလည်းမသိနိုင်ဘူးပေါ့အဲသူကောင်းမှုတွေအများကြီးမအောင်ဘူးကိုမကြိုက်တာတော့လည်းသူမဲသေးလေအဲ့တော့တော်တော်ကောင်းမှုတွေမဟုတ်ဘူးကိုလည်းကြိုက်တဲ့သူအများကြီးတော့ဒီလိုလားလို့ပြောပါလေ ဲ့အဲ့ဒါကကံတရားတွေအဲ့ကံတရားတွေပေါ်မှာတန်တရားရှိလို့ရှိရင်ကောင်းတာမကောင်းတဲ့ကံတွေပေါ်မှာတန်တရားရှိရင်ဒီကိစ္စတန်တရားတွေဘယ်သူမလုပ်တော့ဘူးလို့တော့နောက်အဝိဇ္ဇာတိဝရဏဆိုတာအာယိတဘောမှမမသိနေအမှန်ကိုမသိတဲ့ခါကျတွေ့ဝေးလာပါပဲအမှန်ကိုမသိတဲ့အတွက်တောင်းရှောက်မယ်ဆိုတာရှောက်ပါပါဘုဒ္ဓလည်းညောင်းနေရှောက်ပါတရားလည်းညောင်းနေရှောက်ပါရှောက်ပါတော့အဝိဇ္ဇာတိဝ ဲကာမစ္စနာနေလို့လားပြဝရနေလို့လားသိနေမလားလို့လားအင်္ဂါဘုရားတဲ့လို့ဒီလိုစားနေတာအဝိဇ္ဇာနေတာချုံညာလည်းမှာဘာဟာဝါပဲဟောတယ်ဒီညာကချုံသွားလို့ပြောလို့ဒီကိစ္စတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီမှာဥဒိစ္စဘုံဘုံစားကအားနှစ်မျိုးလေဒါသိနေမလားလည်းနှစ်မျိုးလေသိနေမလားလည်းနှစ်မျိုးအဲ၈ပါးဖြစ်ပါ၈ပါးဖြစ်ပါတို့ရရား ဒါကနှစ်ပါးပေါင်းမှတစ်ပါးပဲဩရိစ္ဆာကုသနှစ်ပါးပေါင်းမှတစ်ပါးပဲတချို့ကလည်းဒီအဝိဇ္ဇာတိဝနာဆိုတော့လည်းဘုစကေသနာနဲ့ဆိုလိုက်တယ်အမဇ္ဇနာတိဝနာပြောတာလည်းဒီနာမေဇ္ဇာတိဝနာဩရိစ္ဆာကုသတိဝနာဘုစကေသနာနဲ့ဆိုတဲ့ဒီနာမှာမျိုးယူတယ်ပေါ့ဒါကတတ္တဝါစီရိုက်အခြေအနေနဲ့လိုက်ပြောင်းတဲ့တရားတွေဖြစ်ပါတယ်ဒီနိယောနဇ္ဇာမနဆိုရင်သာမဘုစန္ဒကုသပြန်ကြကိုဖြစ်ကုန်မှာမင်းပဲတာပြိပိတ်ပြတယ်လို့များများလို့ဒီနိယော နောက်တစ်မျိုးပြောရင်စိတ်ရဲ့အငြင်းချင်းတရားပြောပါလေရတယ်စိတ်ရဲ့အငြင်းချင်းတရားစိတ်အငြင်းချင်းတရားလေးကိုပြောမှာလို့ခေါ်တယ်ခဏဒီလိုလာခဲ့တာဟိုးချမ်းသာရရပ်ွက်တွေကရွှေရတုဝင်းနေရှင်ဝင်းနေရှင်တရားကစုကလို့အဲဒီဝင်းနေဆုံးစားလာအဲဒီမှာရွှေရတုတရားကိုဆိုပြီးပြောလာခဲ့တယ်ရွှေရတုတရားလို့ဆိုတာဘာလို့ဆိုလဲအတ္တမနဲ့ပြေရွှေရတု မားတဲ့ရောက်လာလို့ရှိရင်ရွှေခေရောက်လာပြီလို့ခေါ်တာ။ဘာလို့ရွှေခေရောက်လာလဲဆိုရင်တည်ငြိမ်ရင်းချက်လို့အာယုန်တိုင်းအာယုန်နဲ့တူဖို့။ဘာမှပြည့်စရာမလိုဘူး။ဆန္ဒတွေလည်းပြောကြိုက်ကြတယ်ဘာဖြစ်ဖြစ်တန်းကြိုက်တော့မှစေသာပေးဖို့ဆင်းရဲနေတယ်။ဒေါ်လာပြည့်စရာဖြစ်တယ်ပဲချက်ချင်းဒေါ်လာမရှိဘူးလေ။အဲ့လိုမဟုတ်ဘူးလား။ဘဝတန်ရှိတယ်ပဲကိုယ်ကိုယ်ခေါ်ပြောပြီးချိန်ဆပြီးတော့ဥပမာပဲမလား။ဒီတော့သူ့ရဲ့အနေထားပြောဆို 那有啥的？像我记得白狗咬了我，在哪阵子，修业猪，好家伙，修业猪，那里修业猪咬了，没出来，对吧？像我记得在吉安，谁把安吉江没有洗的？谁把安吉江没有洗的？谁不把安吉江那里安吉江没有洗的？哎，拄来把安吉江那上面。 စိတ်မှာအငြိမ်ချင်းမျိုးရှိတယ်အဲ့ဒီအငြိမ်ချင်းမျိုးကိုဖတ်ထုတ်လိုက်တယ်ဒါဆိုရင်ရွှေရဲ့အငြိမ်ချင်းရပါလိမ့်မယ်ဟမ်ဂျေသလဲမျိုးသလဲမဲငွေအဲ့ဒီမျိုးဒီရွှေကိုတန်ဖိုးကြအောင်လုပ်ရမှာဖြစ်တယ်ရွှေကိုတောင်းဝကြအောင်လုပ်တဲ့အရာပိုင်းလဲအာရယ်ဒီရယ်ဒီလိုစံမဲဝေးအဲ့ဒီမှာမျိုးရွှေရတောင်းဝကြအောင်လုပ်တာပဲဒီတော့ရွှေစင်း ရွှေသားရအောင်ဆိုလို့ရှိရင်နေရာမီးနေတဲ့အထက်ထက်အနားနေတဲ့ပထုပ်ရတယ်။ပထုပ်ရတဲ့မှာတကယ်အကယ်ဒမီရွှေစင်ရွှေပေါင်းလုံးပြီးပြီးတဲ့ရွှေလိုရ။အဲ့ဒီမှာရွှေရအောင်နောက်နဲ့ရွှေဖြစ်သွားတာ။ကြိုက်တာလို့နေရပါတယ်။ဒီတော့တော့တော့ကြိုက်တာလို့ရတယ်။ဆွေးကျုံနေပါတော့။စိတ်မှလည်းပဲအငြင်းကျင်းကောင်းမျိုးရှိတယ်တဲ့။စိတ်ငြင်းငြင်းကောင်းမျိုးပါလဲဆိုရင်ကာမိစန္ဒနိဝရဏ၊ရာမအရဏိဝရဏ၊ဣန္ဒမေတ္တဝရဏ ဘုရားတို့ကလည်းဒီချင်းပါတယ်။ဒီနေရာမှာဒီဝိဇ္ဇေတံကိုနားဆောင်းလိုက်။ဆယ်စိတ်ငြိမ်ခြင်းပဲမျိုးလို့အဲ့ဒီအငြင်းချင်း၅မျိုးရှိနေသောစိတ်ဤလုံးဝမကြည့်ဘူး။လုံးဝမလန်းဆန်းဘူး။လုံးဝမတက်ကြွဘူး။တမိုးမဲ့သွားတယ်။တမိုးမဲ့သွားတယ်။တော့တဘောရှိတဲ့စိတ်ဖြစ်ဖို့ဆိုလို့ရှိရဲ့။ ဒီစိတ်မှာအညစ်အကြေးမျိုးကိုပဲထူပါလေ။ကဲနံပါတ်၁ပဲတော့မယ်။စိတ်ညစ်ပြာတာပေးလို့။ဘူဂျေမူတမေကူရောရောအောင်ပါပဲ။အဲစာရေးရတာလေအသက်တွေကြီးသွားပြီးလောဘတွေကြီးဆုံးပဲလား။အဲ့လိုလေ။ဘယ်လိုလား။အသက်တွေကြီးပြီးလောဘကကြီးဆုံးပဲလားတဲ့။အဲ့တော့အသက်ကြီးပြီးလောဘကကြီးတဲ့တော့ဒီကမ္မစန္ဒန်ဒီလိုနာကိုဖယ်တော့ အဲ့ဒါဆက်လက်ပြီးတော့ဖိနေတာအောင်အောင်အောင်ဘာမှမလုပ်နိုင်ကြိုင်လားဟုတ်လားအဲ့ချစ်လားဟုတ်လားလူလာလာတက်နေလားဆောလာလာလောက်အောင်အရာရာမှာတည်ရင်ရင်းကျက်တဲ့အနေအထားတွေနဲ့တွေးခေါ်စဉ်းစားဆင်ခြင်ဆုံးဖြတ်တော့တတ်နိုင်ရပါပြီ။ဒါမှရွှေတော်မကြီးတော့လေ။ဘယ်လားတဲ့ကျော်လာရင်လား။ဒီတော့ငယ်တဲ့တဲ့ငယ်တဲ့တဲ့ဘုရား ်သက်စွာတော့မယ်ကြီးတယ်ဆိုတာဟောတူတာယေကြီးတယ်တကယ်အပိညာကြီးဖို့ယေကြီးတာအပိညာနဲ့အတွေးခွန်ရင်းချက်ကိုယေကြီးတယ်အဲကြောင့်အပိညာနဲ့အတွေးခွန်ရင်းချက်အောင်လုပ်ပါလေကဲနောက်ဒုတိယစိတ်ရဲ့အညစ်တရားပြောင်းပါဦးအာမမောဘလည်းဒေါသထွက်လုံမကြဘူးနဲ့မအိမ်မှာမတဲ့အဲ့လိုကျတဲ့နေဘုသူကြီးကြီးလုံမကြဘူးမချမ်းသာတော့ဘူးလေဆင်းရဲနေတော့တာ ဲ့ကြောင့်အဲ့လိုမဖြစ်စေမဲ့နဲ့မိမိရဲ့ဒီ life experience ကိုလည်းဘဝအတွေ့အကြုံများတဲ့နောက်ပြီးတော့ life education of education ကိုခေါ်တယ်။ဘဝပညာချောင်းပညာသင်ကြားတာနဲ့ပညာတွေနဲ့ချိန်ဆပြီးတော့ဘဝကိုသုံးသပ်ပြီးတော့ခေါ်ဆင်ခြင်းနိုင်ရမယ်။တော်ပါဘောလုံးပဲဖြစ်ပါလေတံပိုးတွေတက်လာအဲ့လိုမဟုတ်ဘောလုံးလည်းဖြစ်တော့တံပိုးတွေကျတယ် ဓမ္မောရိမဲ့တော့ကဲဒါကြောင့်ဘာမှမဟုတ်တဲ့ကျောင်းဝလေးနဲ့ဒေါ်လာမဖက်ရဘူးဟုတ်တယ်မလားအယုဒီအမောဟာတာတွေမထားရဘူးစိတ်ကိုကြည်လျောက်ထားရမယ်နောက်ငိုင်းပြီးထိုင်မှဆိုအလုံးလိုက်တယ်ဘာမှတတ်တဲ့ကြောင်ရှိဘူးဘယ်လုံးလုံးလို့စီဝါရေးပဲလုံးလို့ပညာရေးပဲလုံးလို့ကုသိုလ်ရေးပဲလုံးလို့စတက်တဲ့ကြောင်ရှိတာထိတယ်မိတာအဲ့ဒီကောင်ဝန်သားရဲ့လူတော်မှုဆိုကြတယ် ကဲအဲ့တော့မသွားနေကြကြောင်းသားတယောက်မှာအဲ့ဒီဟာမသွားပြီဆိုဘာမှစာချစ်တိမိမိမလုပ်တော့ဘူး။စီဝိုင်းကမအလျောက်မသွားပြီဆိုဘာမှတက်တက်ကြွတာအဲ့ဒါအားလုံးမလုပ်တော့ဘူး။တရားအားလုံးမလုပ်တော့တော့ကိုအိတ်ပေါ်မှာရှိတာပဲ။အိတ်ပေါ်တော့မှာရှိတယ်။ငါထိရမိတာကဘော။အဲ့ကြောင့်ဒီမှာပြဿနာပေါက်နေတယ်။ဘယ်လိုစီဝိုင်းကမလည်းပြဿနာပေါက်။တရားရေးသမားတို့လည်းပြဿနာပေါက်။တရားအားလုံးရဲ့ယောဂီတို့လည်းပြဿနာပဲ။ ဘူးပြထုတ်နေတာရှင်းတယ်။ဒါမှလူရဲ့တန်ဖိုးတွေတက်လာ။နောက်အောင်ဒီဇာကုစားနေတာဆောဒပ်ကလည်း50ပြောင်းရောက်လာခဲ့ပြီလေရွှေလူစတာ။အဲ့ဒီ50လောက်မှာဆောဒပ်အဲရာတွေကဘယ်လိုများခဲ့။ဘယ်အဲရာလဲမလုတ်ခဲ့ပြီးတော့အဲရာလုတ်ခဲ့ပြီလေ။မလုတ်ခဲ့ပြီးတော့အမလုတ်ခဲ့ပြီးတော့အမ။အဲ့ဒီအမလေးပြန်တွေးနေချိန်ကုန်သွားမှမရှိတာ။အဲ့တော့ဒါလေးတိတ်တွေးမနေတော့ဘူး။ရှင်းဆက်တော့အမလို့ဒီနေ့ဆက်တာလုပ်ဖို့စီဝိုင်းလုပ်လို့လည်းဖြစ်မှာလို့အဲ့လို ဲဘုရားရှင်ကလည်းဖြည့်တော်လို့ဒီစာလုံးကလည်းဖြည့်တော်လို့ရှင်တော်ဘာဖြစ်ခဲ့တော့ပါညစဉ်းစားနေတဲ့လက်ရှိချိန်ကိုနိဗ္ဗာန်ပြီးအောင်အသုံးပြုပါဆိုတဲ့တိုင်းပေါ့နော်။တရားအထုံးနဲ့ခံခဲ့မှမှန်းတရားဝင်ကျတာအထောက်။နောက်ဝိသေကိစ္စလေးကိုနားဆိုတာတန်မြတ်ဖြစ်နေတာ။တန်မြတ်ဖြစ်လို့ရှိရင်ဘာမှမဝါရှင်းတာလို့လူတွေတန်မြတ်ဖြစ်ပြီဆိုဒီလူတွေနဲ့ဘောင်းဖို့တင်ဖို့ခက်တာလေဒီလူတွေပုံမှန်အဆင်မပြေတော့အဲတန်မြတ်တွေကိုဖယ်ရှားနေရတယ် ပညာနဲ့ဖယ်ရှားမှာပေါ့။ဘာလို့ဒီကံဒီကအပြဲတန်းတန်ရာဖြစ်နေလို့ရှိရတော့စကားပြောရလည်းမဖြစ်အောင်။ဟုတ်တယ်မလား။နေရတာလည်းမဖြစ်အောင်။သွားရတာလည်းမဖြစ်အောင်။စားရတာလည်းမဖြစ်အောင်။အဲ့လိုဖြစ်တယ်။မကြည့်နဲ့တော့ကဲတန်းကြောင့်မလို့ရွှေမှာအငြင်းချင်းမျိုးရှိတယ်။စိတ်မှာလည်းအငြင်းချင်းမျိုးရှိတယ်။ရွှေရဲ့ဒုလို့ခေါ်တဲ့အသက်50ပြည့်တဲ့လူတွေ50ဒေါ်လာတဲ့လူတွေကအဲ့ဒီအငြင်းချင်းမျိုးတွေကိုဖယ်ရှားနိုင် ိုအခေါ်လမ်းငယ်လို့ပြင်တယ်တားတယ်ဘာလို့တားတည်ငြိမ်မှုရေးချက်ဖို့လို့အတွေ့အကြုံပညာလုံးနဲ့တားတာအဲကြောင့်သူ့ကိုရွှေတူလို့တားပါတယ်ကံဒီယုနာဒီယာ၅ပါးမှမိစ္ဆာရည်ပြောလိုက်တာဒါနာစိတ်ထဲမှာရှိနေတဲ့ဒီယုနာဒီယာ၅ပါးကိုသူကဖယ်ရှားနိုင်မှသာလေဘာဖြစ်မှာလို့အေးချမ်းသောစိတ်ကိုရရှိမယ်သူစင်သောစိတ်ကိုရရှိမယ်တည်ငြိမ်သောစိတ်ကိုရရှိမယ်ကြည်လင်သောစိတ်ကိုရရှိမယ် ီရဏစိတ်ကိုရမှာကုသိုလ်တွေလည်းဖြစ်မယ်ပေါ့ဒါနပြုလည်းလွယ်တယ်တိရစောင့်တည်းလည်းလွယ်တယ်တရားထိုင်တယ်လွယ်တယ်အဲဒီလိုစိတ်တွေများလို့ဆိုရင်ဒီလိုနတ်တွေတော့မထားရဲ့အလူပေးဖို့လည်းမလွယ်ဘူးတိရစောင့်တည်းဖို့လည်းမလွယ်ဘူးတရားထားဖို့လည်းမလွယ်ဘူးတရားထိုင်ဖို့လည်းမလွယ်ဘူးတရားအလုပ်ဖို့လည်းမလွယ်ဘူးဒါကြောင့်ကောင်းမှုတရားကုသိုလ်တရားများကိုပိတ်ဆို့တတ်သောကြောင့်ဘာလို့ခေါ်လဲဒီနည်းနဲ့ခေါ်ရဲ့ကဲ